အားလုံးပဲမင်္ဂလာပါရှင်ခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆီဇန်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမြစ်တာရက်ခံလိုပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးဒေါက်တာဆာဆောင်ဦးထင်လင်အောင်ဒေါက်ခင်မမမျိုးမဲ့ဤတင်စာမောင်ဒေါ်နော်စုဆန္ဒလှလှဆိုးဦးမိုးစောဦးအပါဝင်ဝင်ကြီးနှင့်ဒူးဝင်ကြီးတို့ပြန်မပါတော့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးဝင်ကြီးတချို့နဲ့ဒူးဝင်ကြီးတချို့ပြန်လည်ပါဝင်ခြင်းမရှိတော့သည့်ကိုတွေ့ရပါတယ် ရှမ်းနေတွင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပြည်သူလူထုကဒီမိုကရေစီနည်းကျအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးလျက် Federal Democracy ပြည်ညင်အရာအမျိုးသားညီညွတ်ရေးအစိုးရဘက်ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းကြေညာပါတယ်။ပြင်ဆင်ဖွဲ့စည်းလိုက်သောအမျိုးသားညီညွတ်ရေးအစိုးရတွင်နိုင်ငံတော်သမ္မတအဖြစ်ဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်းပင်ခံပုဂ္ဂိုလ်အဖြစ်ဒေါက်အောင်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေပြီးယာယီသမ္မတအဖြစ်ဒူဝါလက်ရှိလာကထောက်ဝင်ယူထားပါတယ်။ ်ပြည်ထောင်စုအစိုးရအဖွဲ့တွင်ဝင်ကြီးချုပ်အဖြစ်မန်ဝင်းခိုင်တန်းကတာဝန်ယူပြီးဒေါက်တာစိုးဝေစိုးကိုပြည်ထောင်စုဝင်ကြီးချုပ်ရုံးဝင်ကြီးဖြစ်ခန့်အပ်ထားပါတယ်။တခြားသောဝင်ကြီးများအဖြစ်ဒေါ်စင်မအောင်ကမူမူလအတိုင်းနိုင်ငံခြားရေးဝင်ကြီးအဖြစ်လကောင်းဦးလွင်ကိုလက်ကပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဦးရင်မွန်ကကောက်ွက်ရေးဝင်ကြီးဒေါက်တာလျံပုံစာကောင်းကဖက်ဒရယ်ပြည်ထောင်စုရေးရာဝင်ကြီးဦးတင်နိုင်ထွန်းကစီမံကိန်းဗန္ဒာရည်နှင့်ရင်းနှီးမြှုပ်နှံမှုဝင်ကြီးဒေါက်တာဝင်းမြတ်အေကလူမှုကူညီရေး အလုသမားနှင့်လူသားချင်းစာနာထောက်ထားရေးဝင်ကြီးဂျာထွဲပန်ကပညာရေးဝင်ကြီးဒေါက်တာရွှေပုံကကျန်းမာရေးဝင်ကြီးဒေါက်တာတူးခေါင်ကတယံဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝင်ကြီးဦးအောင်မျိုးမင်ကလူခွင့်ရေးဆိုင်ရာဝင်ကြီးဦးသိန်းဦးကတရားရေးဝင်ကြီးဦးစိုးသူရထုံကလျှက်စစ်နှင့်စွိုင်းအင်ဝင်ကြီးအဖြစ်၎င်းတာဝန်ယူထားပါသည်ဒူးဝင်ကြီးများအဖြစ်ဒေါက်တာဆိုင်းခိုင်မျိုးထွန်းနှင့်ဒေးဗစ်ခွန်အောင်တို့ကနိုင်ငံသားရေးဝင်ကြီးဌာနဒူးဝင်ကြီးများအဖြစ်၎င်းခူတဲဘူးနှင့် ဦးကျော်နေကဖီဒရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဤဒုဝန်ကြီးများအဖြစ်၎င်းနိုင်ကောင်ရွက်ကကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမိုင်းဝင်းထူကဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနဤဒုတိယဝန်ကြီးမင်းစေယဦးကစီမံကိန်းဗန္ဒာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဤဒုတိယဝန်ကြီးဒေါက်တာငိုင်းတန်မောင်ကလူမှုကွန်ရီရေးအလုတ္တမနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဤဒုတိယဝန်ကြီးဒေါက်တာခင်မောင်လင်ကကျန်းမာရေးဝန်ကြီးဌာနဤဒုတိယဝန်ကြီး ်ခွန်စောဖူးကတယံစာတားနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၏ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်ကလျှက်စင်းနှင့်စွမ်းအင်ဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ်ဆက်လက်တာဝန်ယူထားပါသည်ပြင်းစင်ဖွဲ့စည်းလိုက်သော NUG အစိုးရအဖွဲ့တွင်ဒေါက်တာဆာဆာဦးထင်လင်အောင်ဒေါခင်မမမျိုးနိုင်ထွန်းပေခနိုင်သူဝနာ ဒေါ်နော်ဇူဇန်နာလှလဆုံဦးမိုးစောဦးဒေါ်ဤတင်စာမောင်ဦးချစ်ထွန်အပါဝင်ဝင်ကြီးနှစ်ဒူးဝင်ကြီးရှစ်ဦးပြန်လည်ပါဝင်လာခြင်းမရှိတော့ပေ။အမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရဒူးဝင်ကြီးဦးချစ်ထွန်မာခူးဤချစ်ထွန်မှမူယခုနှစ်စက်တင်ဘာ25ရက်နေ့တွင်ကွယ်လွန်သွားခဲ့ပါရ။ဆလပီစစ်ကောင်စီနဲ့အပြည့်ရတောင်တော်လည်ရေးပန်းနိုင်မထီကိုင်းခရီးအဆုံးထိဆက်လျှောက်မယ်လို့ TNLA ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရ။ အာနာသိန်းစစ်ကောက်စီတန်းနဲ့အပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးတာဟာတအောင်တက်မရော PSLF TNLA ဒေါ်လာရေးပန်းနိုင်ညှို့မှန်ချက်ကိုထိခိုက်စေမှာမဟုတ်ပဲခရီးလမ်းဆုံးတဲ့အထိဆက်လျှောက်လမ်းတွေမှာဖြစ်ကြောင်း TNLA ကထုတ်ပြန်ပါတယ် PSLF TNLA သတင်းပြန်ကြားရေးဌာနရဲ့နိုဝင်ဘာလထုတ်စာဆောင်ကိုဒီကနေ့ဒီဇင်ဘာ၈ရက်ထုတ်ပြန်ခဲ့ရာအဲဒီတာအပေါ်မှာအပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်ခဲ့ခြင်းနဲ့ပတ်သက်ပြီးအခုလိုရေးသားဖော်ပြတာပါ PSLF TNL ဟာတအောင်တမျိုးသားလုံးအဖိနှိတ်ခံဘဝမှလွတ်မြောက်ရေးဒီမိုကရေစီနဲ့လှုပ်ခွေရေးကိုအာမခံတဲ့တအောင်ပြည်နယ်တည်ဆောက်ရေးအမျိုးသားတန်းတူရေးနဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ Federal Democracy ပြောင်းစုနိုင်ငံတည်ဆောက်ရေးရရှိဖို့ဒေါ်လာရေးစခဲ့တာဖြစ်ပြီးနှစ်ပေါင်း62နှစ်ရှိခဲ့ပြီလို့ဆိုပါတယ်ဒေါ်လာရဲ့အမြင့်ဆုံးပန်းနိုင်ကို2029စစ်စင်ရေးမှာဖော်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ် ဒေါ်လာရေးအောင်မြင်မှုနဲ့အတူ2025ဖေဖော်ဝါရီလမှစတင်ကစေကောင်စီရဲ့တာလွန်အင်အားနဲ့ထိုးစစ်ဆင်တာလက်နက်ကြီးပစ်ခတ်တာတောင်ပြည်ရှိအယက်သားပြည်သူလူထုများကို UTP လေးချောင်းဖြစ်ဖုံးကျဲတိုက်ခိုက်တာကြောင့်အယက်သားပြည်သူများအသေးဆုံးကဘာသာရေးအဆောက်အုံနေအိမ်စတင်ကြောင်းနဲ့စေယုံများထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ထုတ်ပြန်ပါတယ် PSLF TNL ထိချုပ်နေမြေမှာအရက်သားပြည်သူတွေကိုလေချောင်းနဲ့ဘုံကျက်တိုက်ခိုက်မှုဖြစ်စည်းဆုံးရှုံးမှုတွေနဲ့အသက်ပေးကင်းလုံခြုံမှုပေးနိုင်ဖို့စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲစဲရေးကိုရေးထိုးခဲ့ရဟု TNL ကရှင်းပြထားပါတယ်။စစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူရမှာ TNL သိမ်းပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကနေ TNL တပ်တွေစုခွာရမယ်ဆိုပြီးသဘောတူညီခဲ့ရတာပါ။ မိုးကုန်းနဲ့မုံမိတ်ကိုစစ်ကောင်စီတံပြန်ပေးရတဲ့အပေါ်ပေးဆက်နှစ်နာသူတွေကိုတောက်မှတ်ကြောင်း DNL အထွေထွေအတွေးရေးမှုချုပ်ဘိုးချုပ်တာပုံးကျော်ကလွန်ခဲ့တဲ့တစ်ပတ်လောက်ကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ စစ်တပ်နဲ့ပြည်ခတ်ရက်ခဲရတာဟာကြည်ဘာချက်မရှိစစ်အင်အားနေလို့ဖြစ်ပြီးပွဲမပြီးသေးကြောင်းလေဗိုလ်ချုပ်တာဘုံကျော်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ DNL ဟာ2029စစ်စင်ကြီးမှာမဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ကောင်စီတပ်စခန်းယာချီမျိုးဆက်နှမျိုးကိုသိမ်းပိုက်ခဲ့တာပါ။2020ကမှာတော့နောက်ချုံကြောင်မင်းနဲ့ဒီပေါ်မျိုးတွေကနေစုတ်ခွာခဲ့ပြီးအော်တိုဘာလကုန်မှာတော့တရုတ်ရဲ့ချောင်းဝင်မှုနဲ့မိုးမိတ်နဲ့မိုးကုတ်မျိုးကိုစစ်ကောင်စီထံပြန်ပေးကအပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်ခဲ့တာပါ အပြစ်ရဲ့သဘောတူညီချက်အရ TNL တွေဟာထွက်ခွာပြီးနိုဝင်ဘာလခုန်ပိုင်းမှာစစ်ကောင်စီတက်မိုးကုန်းနဲ့မုံမင်းမြို့ကိုပြန်ဝင်လာချိန်မှာတော့အခြားတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။မိုးကုန်းမုံမိတ်ကြားမှာကချင်လွတ်လပ်ရေးတပ်မတော် KIA PDF နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ခဲ့တယ်လို့မိုးကုန်းမြို့ပြမှာလည်းစစ်ကောင်စီတပ်နဲ့ PDF တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒီတာကံပြည်သူတွေကိုလုံလောက်အောင်တတိပေးတာမျိုးမရှိဘဲစစ်တပ်ထဲလွှဲပေးခဲ့တဲ့အပေါ်ပြည်သူတွေက TNL အပေါ်အပြင်းထန်ဝေဖန်နေကြပါတယ်။ ဒေသခံပြည်သူအများစုကစစ်တပ်ရန်ကြောက်တာကြောင့်မျိုးကရှောင်ပြေးနေကြရပါတယ်ဆလပီဖေခုံနှင့်ပင်လောင်မြို့နယ်အဆက်တွင်တိုက်ပွဲဖြစ်ပြီးစစ်ဗိုလ်တဦးအပါဝေကိုဦးသိဆုံးပြီးနှစ်ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်နှင့်ပင်လောင်မြို့နယ်အဆက်တွင်တိုက်ပွဲဖြစ်ပြီးစစ်ဗိုလ်တဦးအပါဝေစစ်သားကိုဦးသိဆုံးပြီးနှစ်ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့တင်ပြမြက်ကတင်ဌာနကိုပြောကြားပါတယ်။ ဒီဇင်ဘာလ6ရက်နေ့ကပင်လောင်မြို့နယ်နဲ့ဖေကိုမြို့နယ်အဆက်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်များပါဝင်သောပူပေါင်းအဖွဲ့ကအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်လာသောကြောင့်ဒေါ်လာရေးအင်အားစုများကတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်အပါဝင်စစ်သား9ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ငချင်းမီစက်တနတ်တလန် RPG တလက်တို့အပါဝင်လက်နက်ခဲယံအများအပြားသိမ်းဆီးရရှိခဲ့ကြောင်းတိုက်ပွဲမှာလည်းဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဖက်မှအထင်အားလျက်ရှိကြောင်းသိရပါတယ်။ တိုက်ပွဲကအခုထိပြင်းထန်နေတုန်းပဲလက်နက်ခဲယမ်းတွေလည်းခဏခဏတင်စီရရှိတာရှိတယ်။အတင်းအာရမစူဆောင်းလာတဲ့စစ်မှုထမ်းတွေကိုအသုံးပြုနေတာဟုတော်လိုင်းရဲသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ရင်းအချက်ဖတ်စစ်တပ်စစ်ကြောင်းတီအင်းလေးတောင်ဘက်ချမ်းမှာအင်းသာရှမ်းနှင့်ပအိုးလူငယ်များကိုစစ်သားအဖြစ်အတင်းအာရမစူဆောင်းလာသူများကိုအသုံးပြုလျက်ရှိပြီးရှေ့တန်းမှအသေးခံတိုက်ခိုင်းလျက်ရှိကြောင်းကြောက်လန့်၍ခိုင်းသည့်အတိုင်းမလုပ်ပါကရိုင်းနှက်နှိမ့်ဆက်လျက်ရှိကြောင်းသိရပါတယ်။ ဆလဘီတိုက်ပွဲပြင်းထန်နေတဲ့ဗမောက်မြို့နယ်ကရွှေလုတ်ကွက်ကိုစစ်အုပ်စုဦးတည်ပုံကျဲတာကြောင့်စစ်ရှောင်းတအူးသေဆုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဒေါ်လန်ရဲတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတပ်တွေနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတဲ့သက္ကိုင်းတိုင်းဗမောက်မြို့နယ်တောင်ပိုင်းကရွှေလုတ်ကွက်ကိုဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာစစ်အုပ်စုလေးချောင်းကနေပုံကျဲခဲ့တာကြောင့်ဒေသခံတအူးသေဆုံးက9ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ စေအုပ်စုတက်ဟာလေချောင်းကနေပေါက်ကွဲအားပြင်းထန်တဲ့ပေါင်900ဘုံနဲ့ပေါင်250ဘုံ6လုံးကို၄ချိန်ကျဲချခဲ့တာကြောင့်အသက်33နှစ်အရွယ်ရွှေချင်းအလုတ္တမကိုငိမ့်သိဆုံးခဲ့တာဖြစ်ပါတယ်။ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့နေရာဟာတုံးမြေစုံရွာရွှေလုတ်ကွက်ကိုလေချောင်းကနေဥတီဘုံကျဲခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရသူတွေအထက်မှအသက်အန္တရာယ်ဆိုးရင်ရသူ2ဦးပါဝင်နေတယ်လို့ဆိုပါတယ်။ သုံးပင်ရွာမှာကလူတွေရှိသေးပေမယ့်မနေ့ကတချို့ဈေးဆိုင်တွေပိတ်တာတွေရှိတယ်။သုံးပင်ရွာမှာကဗမောက်မျိုးတွေကဆစ်ဆောင်တွေရောပင်လယ်ဘူးဘက်ကဆစ်ဆောင်တွေရောရှိကြတယ်။မနေ့ကကျဲတဲ့ဘုံတွေကရွှေလုတ်ကွက်ထဲကြားရောက်ခဲ့တာမို့အလုံးလုံးနေတဲ့ဆစ်ဆောင်ပြည်သူအမျိုးသားတွေတဲကတက်ဦးသေးတယ်။ငါးဦးထိခိုက်ဒဏ်ရာရရှိသွားတယ်။ဒီမနက်မှလေဂျက်ဖိုက်တာတွေကဝဲနေတော့ပဲ။ဒဏ်ရာရတဲ့သူတွေတော့စေယုံကိုပို့လိုက်တယ်လို့သိရတယ်ဗျာ။ဆုံးသွားတဲ့သူကတော့အခုထိညီမချရသေးဘူးပြလို့စည်ရည်တရင်ရင့်မြက်တဲ့ဦးကပြောပါတယ် ။ကြပြင်းစေအုပ်စုဟာဒီနေ့အထိလေချောင်းကနေစောင့်ကြည့်နေတာကြောင့်ထိဆုံးသွားသူရဲ့နိုင်ရေးခန်းနောက်ကိုမကျင်းပနိုင်သေးဘူးလို့သူကဆိုပါတယ်။စေအုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာဟာဗမာမျိုးနဲ့မိုင်း၃၀ကျော်ကွာဝေးပြီးတိုက်ပွဲဖြစ်နေတာမရှိဘဲအရက်သားပြည်သူတွေရွှေတပ်ထုတူးဖော်တဲ့နေရာကိုအကြောင်းမဲ့တသက်လေချောင်းဖုံးကျဲတိုက်ခိုက်ခဲ့တာလို့ဗမာမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကတားခရိုင်ဗမောက်မြို့ကိုတော်လိုင်းရေးအင်အားစုတွေကပြီးခဲ့တဲ့စက်တင်ဘာလ20ရက်မှာတိမ့်ပတ်ရရှိခဲ့တာဖြစ်ပြီးရှမ်းပြည်နယ်စေအုပ်စု ပူပေါင်းစစ်ကြောင်းရဲ့တံပြန်ထိုးစစ်တွေကြောင့်မြို့ရှိပိုင်းမှာတိုက်ပွဲတွေဆက်ပြင်းထန်နေတာဖြစ်ပါတယ်။ဆေယုစုအာနာသိန်းနဲ့၄နှစ်ကျော်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး၄200ပြုလုပ်ခဲ့ပြီးအသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင်ပြည်သူ၄480တိဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကဒီဇင်ဘာ3ရက်မှာသတင်းထုတ်ပြန်ပါတယ်။ ခစ်တဲ့မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။